ပြည့်အမတ်တမဲ့ပြောခဲ့တဲ့စကားလေးတွေကိုမှတ်ထားခဲ့ပြီးဖြစ်ချင်တဲ့ဆန္ဒလေးတစ်ခုစီကိုလိုက်လံဖြည့်ဆည်းပေးနေတဲ့တရုတ်ဆောင်ဟေဝင်ယံမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ဟေဝင်ယံနဲ့ဆိုပြည့်သစင်တို့ဆောင်တွဲလေးကတော့မကြခင်ကာလအတွင်းမှာခန္ဓာကြီးကျယ်တဲ့မင်္ဂလာအခမ်းပွဲကြီးကိုကျင်းပပြုလုပ်တော်မှာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ17ရက်နေ့ကလည်းတရုတ်ဆောင်ဟေဝီယန်ကတရုတ်ဆောင်ဆိုပြေသင်းကိုနှစ်ဖက်မိဘစုံလင်စွာနဲ့ဆေးဆက်တောင်းရံပွဲလေးကိုကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါပွဲမှာတော့သရူသားဘက်ကမင်္ဂလာအခမ်းပွဲ၅ဘွဲတိတိပြုလုပ်ပေးသွားမှာဖြစ်တယ်လို့တရားဝင်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ဟိမီယန်နဲ့ဆိုဖီတဆင်တို့ချစ်သူဆောင်တွဲဟာချစ်သူတက်တန်း၆နှစ်ကျော်အကြာမှာလက်တွဲဖို့အတွက်ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး၆နှစ်ကျော်ကာလအတွင်းပုံမခိုင်မြဲတဲ့ချစ်ချင်းမြတ်တာတွေနဲ့နှစ်ယောက်တစ်ဘဝတည်ထောင်ဖို့ဆုံးဖြတ်ခဲ့ကြသလိုတရားအပေါ်တရားဘလောက်ထိအောင်ချစ်ကြသလဲဆိုတာကိုလည်းပါဇက်ကနေတဖွာဖွာထုတ်ပြောနေတာမျိုးမရှိပေမဲ့ တို့နှစ်ယောက်ရဲ့အပြုမူလေးတွေကိုကြည့်ပြီးပြည်သက်တွေတည်တာစေခဲ့တာလည်းဖြစ်ပါတယ်။အခုတခါမှဆိုရင်လေတရုတ်ဆောင်ဟေဝီယန်ကစိုးပြည့်အမတ်တမဲ့ပြောခဲ့တဲ့စကားတခွန်းစီတိုင်းကိုတတိတရအမှတ်ထားပေးပြီးအရာအလုံးကိုဖြည့်ဆည်းပေးနိုင်မှုအတွက်စူးစမ်းနေခဲ့တာဖြစ်ပြီးတရုတ်ပြည်မှာပြည်ဝတ်တင်သွားရိုက်ခြင်းနဲ့ဆိုတဲ့စိုးပြည့်ရဲ့ဆန္ဒလေးကိုလည်းတတိကျကျပုံဖော်ပေးခဲ့တာပဲဖြစ်ပါတယ်။ဟေဝီယန်ဟာစိုးပြည့်ပေါ်မှာချစ်တဲ့အချစ်တွေကိုတစ်ဖွဲ့တစ်နှွဲ့ခြားပြတတ်သူတယောက်မဟုတ်ပေမယ့် သူတံမိုးထားရတဲ့မိန်းကလေးတယောက်စိတ်ချမ်းသာဖို့အတွက်အသေးစိတ်ကအစာတခုချင်းစီဖြည့်ဆည်းဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့လည်းငယ်စဉ်ပရိသတ်လေးတွေအနေနဲ့မကြခင်မှာကျင်းပတော့မဲ့တယောက်စာဟင်းဝီယန်နဲ့ဆိုပြေသစင်တို့ရဲ့မင်္ဂလာအခမ်းပွဲလေးအတွက်ရင်ခုန်စွာနဲ့စောင့်မျှော်ရင်းဝမ်းသာဂုဏ်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။